မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းကာပေါင်းမြို့မှာ AA ရဲ့ထိုးစစ်ကိုခုခံနေတဲ့စစ်ခွေးတပ်ထံကိုရိတ်ခါသွားဖို့ရင်းနဲ့ Sniper ထိမှန်တေဆုံးခဲ့တဲ့ သူရဲမိုးဝင်းနိုင်ဦးကိုတဆင့်သုံးရဲမိုးရာထူးနဲ့ရဲသူရတစိ့ကိုမင်းအောင်လိုင်းကပေးအပ်ပြီးတော့မတာချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်ဇန်နဝါရီလ28ရက်နေ့ကတာပေါင်းမြို့နယ်မြို့မရဲစခန်းမှုဒူရဲမိုးဝင်းနိုင်ဦးဟာပစ်ဖြူကြီးရွာအုပ်စုမှာရှိတဲ့စစ်ခွေးစခန်းအတွက်ရိတ်ခါပို့ရန်တွားရောက်တဲ့အချိန် AA ကစနိုက်ပါနဲ့ပစ်ခတ်တဲ့အတွက်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗါတယ်။တာပေါင်းမြို့နယ်အတွင်းမှာ AA တပ်တချို့ရောက်ရှိလာတဲ့အချိန် ၎င်းကတစ်ဖြူကြီးွာစစ်တပ်စခန်းအတွက်ရိတ်ခါပို့ရန် AOD တိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီးတင်းစောထွန်းရဲ့ခိုင်းစေချက်အရာတာပေါင်းမြို့နယ်မြို့မရဲစခန်းမှဒူရဲမှူးဝန်ထမ်းဦးကတွားရောက်ပြီးတော့ရိတ်ခါပို့တဲ့အချိန်မှာစနိုက်ပါနဲ့ပစ်ခတ်ခံရပြီးတေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တာပေါင်းမြို့မရဲစခန်းမှဒူရဲမှူးဝန်ထမ်းဦးကအေကပစ်လိုက်တဲ့စနိုက်ပါထိပြီးတော့တေသွားတာပါ။တပ်စခန်းအတွက်သူကရိတ်ခါတွားပို့တာတာပေါင်းမှာပေါ့အခုတော့ရဲသူရဲကောင်းတစိမ့်ဖြစ်တယ်ရဲသူရာတစိမ့်ချင်းမြင့်ခံရပြီးမသာပေါ်သွားတယ်ဆိုတဲ့သတင်း ဒီနေ့သတင်းစာထဲမှာပါလာတယ်လို့ရဲအတိုင်းဝိုင်းတွေကပြောပြထားပါတယ်ဒီကနေ့မှာကြောက်တဲ့အမျိုးသားနေအထိတ်